ားလုံးမင်္ဂလာပါရှင်။သုံးနိုင်ငံခေတ်ကိုအခန်းဆက်တွေနဲ့ဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။သုံးနိုင်ငံခေတ်အခန်း130ဝင်းယံတူရဲရန်သူတက်ကိုတွန်းလှန်ခဲ့ခြင်း။ဇောင်ဝေဒီမြစ်ကြောင်းအတိုင်းသွားကရန်သူကိုအနိုင်ယူခဲ့ခြင်း။ဇောင်ယွမ်ဒုတိယနှစ် AD 256စီမာရှိသည်။ဆောက်ဖောင်းကိုနန်းချခဲ့သည်ဟု ကြာတီတီအချင်းဝဲစစ်သူကြီးကွမ်းစုံဇန်းဒီဟွမ်မြစ်တောင်ပိုင်းရှိတပ်များကိုတောင်ပေါ်ယူနေခဲ့ရသည်သူသည်ထိုတည်င်းကြောင့်အမျက်ထွက်သွားခဲ့ပြီးတားဖြစ်သူကွမ်းစုံဖျင်းဤစကားကသူ့ရဲ့စိတ်ကိုဆွာပေးခဲ့သည်စီမာရှိကဒီအဆင့်ထိရောက်လာပြီးတိုင်းပြည်ကအနေရကြာရောက်တော့မှာဖြစ်တယ်အဖေကဒီဒီတရဲ့ခေါင်းဆောင်ဖြစ်နေတော့ဒါကိုလက်ပိုက်ကြည့်မနေသင့်ဘူးငါသားပြောတာမှန်တယ်ထို့နောက် ရန်ကျူးနေစာဝန်ချင်းကိုဖိတ်ခေါ်ကဆွေးနွေးတိုင်ပင်ခဲ့ကြသည်ဝန်ချင်းသည်ခြောက်ဆောင်နေရင်းနှီးသူဖြစ်ပြီးချက်ချင်းရောက်လာခဲ့သည်သူရောက်လာသောအခါဝယ်အတွင်းဆောင်တဲ့သူခေါ်ကနှဦးသားအခြေအနေအကြောင်းကိုပြောခဲ့ကြသည်အင်ရှင်ဖြစ်သူမှာငိုသောအခါဧည့်သည်မှအကြောင်းရင်းကိုမေးလေသည်စီမာရှိရဲ့လုပ်ပုံတွေကကျုံနှလုံးကိုဆွဲဖျဲလိုက်တယ်လို့ပဲအခုအေကရစ်ကိုတောင်းနန်းချလိုက်ပြီဆိုတော့ တိုင်းပြည်ရဲ့အာဏာက သူ့လက်ထဲမှာရှိနေပြီအာလုံးကမောက်ကမတွေဖြစ်ကုန်ပြီခမည်းကဒီနေရဲ့ခေါင်းဆောင်မဟုတ်လားခမည်းသာဆန္ဒရှိမယ်ဆိုရင်လက်နက်ကင်ပြီးဒီတပုံကိုနိုင်နှင်းလို့ရမယ်ဘာပဲဖြစ်ဖြစ်ကျုပ်ကူညီပါမယ်ကျုပ်ရဲ့ဒုတိယသားဝန်ရံကရဲရင်ပြီးတတိဖြတ်တိရှိတဲ့သူရဲ့ကောင်းတယောက်ဖြစ်တယ်ဒါပြင်သူကစီးမရှိကိုငုံတီးပြီးချောက်ရွှံအတွက်လက်စားချီလိုခဲ့တယ် သူသားဆိုရင်တော့ရှေ့ပြတ်ခေါင်းဆောင်ကောင်းဖြစ်မှာပါပဲထိုစကားကြောင့်ကွမ်ချူထင်းသည်ဝမ်းမြောက်သွားပြီးအတူတူပူပေါင်းမည်ဟုအရက်ခွက်ဖြင့်တိုင်တီးခဲ့ကြသည်ထို့နောက်အီဂရစ်မေရော်ထံမှအမိန့်ကိုလက်ခံရရှိသည်ဟုလိန်တဲ့ကအမှုထမ်းများအလုံးကို ရှီဆုံးတို့ခေါ်ခဲ့သည်ထိုမြို့အနောက်ဘက်တွင် စင်တစ်ခုကိုစောက်စီပြီးမြင်းဖြူတကောင်ကိုစည်းကသွေးကို ပစက်တွင်တုပ်ပြီးသစ်စာဆူခဲ့ကြသည် ထို့နောက်အောက်ပါအတိုင်းကျင်းညာခဲ့သည် စီးမရှိကကောက်ချစ်တဲ့သဘုံဖြစ်တယ်။ကျုပ်တို့မှာလျှို့ဝှက်အမိန့်တော်ရှိပြီးခွိုင်မြင့်ရဲ့တောင်ဘက်ကတက်တွေကိုဥဆောင်ခွင့်ရထားတယ်။ဒီတက်တွေနဲ့အတူသဘုံတွေကိုနေနေရမှာဖြစ်တယ်။အားလုံးကထောက်ခံကြပြီးကွမ်းစိုကြောင့်ဒီတပ်သား6တောင်းနဲ့အတူရှောင်းချောင်းတို့ဘွားကစခန်းချထားလေသည်။ပူပေါင်းကြံစီသူဝုန်ချင်းတီလေတပ်သား2တောင်းနဲ့အတူရှေ့တန်းတို့ဘွားကလိုအပ်သည့်များကိုကူညီခဲ့သည်။ထို့နောက်မြို့နယ် ပြည်내အသီးသီးသို့စာများကိုပို့ဆေးပြီးအကူအညီတောင်းခဲ့သည်စီမာရှိ၏ဘဲဖက်မျက်လုံးအောက်ဖက်မှမဲ့သည်နာကျင်သောကြောင့်ခွဲထုတ်စေခဲ့သည်တမားတော်သည်ထိုမဲ့ကိုခွဲထုတ်ပြီးဒဏ်ရာကိုပြန်ဖာပြီးနောက်လူနာအားအနာယူစေသည်ထိုချိန်ဝင်ပုံကတ်မှုတည်င်းကိုကြားခဲ့ရခြင်းဖြစ်သည်ထို့ကြောင့်စစ်သူကြီးဝမ်ဆူးကိုခေါ်ကားတိုင်ပင်ခဲ့သည်ဝမ်ဆူးမှာကွမ်ရီကိုဥပမာပေးခဲ့သည် 光远那么一激动，前嘛，孙权个荆州个东坡，吕蒙个西路开嘞。吕蒙个把头来说了，光远来奥个阿木天瑞爷没打输那个上小兵，艾里阿木天瑞阿伯嘛，奥啥带药是个嘞，比如奥吉个在抽的路，光远爷阿算得地那个在抽那个嘞，阿可。ပိုင်းမြစ်တောင်ပိုင်းကတက်တွေရဲ့မိသားစုတွေဟာဒီအလဲပိုင်းဒေသမှာရှိနေတာမဟုတ်လား တို့တတွေထွက်မသွားအောင်လို့ကောင်းကောင်းဆက်ဆံမယ်ဆိုရင်တော့ဝန်ကြီးချုပ်ကိုစန့်ကျင်မှာမဟုတ်တော့ဘူးခမည်းပြောတာကောင်းတယ်ဒါပေမဲ့ကျုပ်ကမသက်သားသေးတော့စစ်ထွက်လို့မရဘူးဒါပေမဲ့တခြားလူကိုလို့ရအောင်ကလည်းစိတ်မချဘူးထို့စဉ်အတွင်းရေမှုကျုံခွေမှဝင်ပြောသည်ဖွိုင်မြစ်တောင်ပိုင်းနဲ့ချူနယ်ကတက်တွေကအင်အားကြီးကြတယ်တခြားလူတွေကိုလွတ်လိုက်ရင်တော့အဲ့ဒီလူကအမားလုပ်ပြီးကိစ္စကြီးတွေပြပြနိုင်ချေရှိတယ် စီမရှိသည်ကတိမထကကျုပ်ကလွဲပြီးဘယ်သူမှအောင်မြင်မှာမဟုတ်ဘူးကျုပ်ကိုယ်တိုင်သွားရမေးထို့ကြောင့်နေမကောင်းခဲ့တော့လေကိုယ်တိုင်ဥဆောင်ရန်ဆုံးဖြတ်ခဲ့သည်လို့ရမရှိအရေးကိစ္စတို့ကိုညီဖြစ်သူအားတာဝန်ပေးကလဲရင်စေးပြီးထွက်ခွာခဲ့နေသည်အရှိဖက်ကိုကာကွယ်တော်စစ်သူကြီးကျုကေတံအားယူဇုတံများကိုဥဆောင်စေကအန်ဖုံမထက်ကရှီဆုံးကိုတင်စေသည် အရှိတ်ဖက်ကိုအောင်နိုင်သောစစ်သူကြီးဟူကျုံးသည်ချင်းကျူးတံများနှင့်အတူခြောက်ဆုံတွင်တက်ဆွဲထားစီကရန်သူပြေးပေါက်ကိုပိတ်ထားစီသည်စစ်တပ်ကြီးကြပ်ရေးမှူးရွီကျိုးနယ်ဆောင်ဝမ်ကြည့်ကိုမူချောင်းနံကိုတိမ့်ရန်ဆိတ်လုခဲ့သည်ရှမ်းယံတပ်စခန်းတွင်စီမော်ရှိမအမှုထမ်းအလုံးကိုစုဝေးခဲ့သည်ဇောင်းမောင်မစကားစားခဲ့သည်ကွန်ဆိုဇန်ကအစီအစဉ်ဆွဲထားတာကြိုက်ပေမဲ့ဆုံးဖြတ်မှုနေနေတယ်။သူ့ကြံဖို့ကြံဖက်ဝန်စင်က ရဲရင်ပေမဲ့ရှေ့နောက်မစင်ချင်တတ်ဘူးသူတို့အကျန်စီကိုအကောင့်ထဲဖို့ဖို့မလွယ်ဘူးဒါပေမဲ့သူတို့တက်တွေကစိတ်တက်တက်ကြွနေကြတော့အလွယ်တကူရင်ဆိုင်လို့မရနိုင်ဘူးဒါကြောင့်သူတို့တတွေစိတ်တက်အင်အားယော့နေတဲ့အချိန်ထိခံစစ်အနေနဲ့ပဲနေတဲ့ဒါဟာရှီရုံကစိုးရဖို့လုပ်ခဲ့တဲ့အစီအစဉ်ပဲသို့တော့ဝမ်ကြည့်မှကန့်ကွက်ခဲ့သည်ဒါကပြည်သူတွေပုံကန်တာမဟုတ်တလို့တက်တွေကထကြွတာလည်းမဟုတ်ဘူး ကွမ်ချိုဇန်တယောက်တည်းရဲ့စက်တက်ကြောင့်ဖြစ်တယ်။လူတွေကသူ့ရဲ့အတုံးချခံပစ္စည်းတွေသာဖြစ်ပြီးသူတို့တတွေမတတ်တာလို့သာလုံးကြရတာဖြစ်တယ်။တပုံတွေကမြို့နယ်နာရောက်လာတာနဲ့ပြိုကွဲသွားလိုက်မယ်။စီမာရှင်မခမည်းပြောတာမှန်နေ။ထို့နောက်ရင်းမြစ်တို့ခြေတက်ကတဒါနာတွင်စခန်းချထားသည်။ဝမ်ကြည့်မနန်တုံမြို့ကစခန်းချဖို့တင့်တော်တယ်။ဒါကြောင့်အဲ့ဒီမှာစခန်းချထားတဲ့ ဲ့ဒီလိုမှမဟုတ်ရင်ရန်သူတွေကတိမ့်သွားလိမ့်မယ်ထို့ကြောင့်စီမာရှိမှ၎င်းကို အကောင့်ထဲဖုံးရန်ဝန်ကြီးကိုဆေလွတ်ခဲ့သည်ထို့လောက်ရှားမှုတို့ကိုရှမ်းချောင်တွင်ရှိနေသောကွမ်ချူဇန်မှဇာတိတော်အခါအမှုထမ်းတို့ကိုခေါ်ခဲ့သည်ရှေ့ပြေတက်ကောင်းဆောင်ကဲယုံမှနန်တွန်းကဘေးမှမြင့်ရှိပြီးအနောက်ဘက်မှတောင်တွေရှိတာကြောင့်တက်ဆွဲဖို့တင်တော်တယ်ဝိတက်တွေအဲ့ဒီမှာစခန်းချထားရင်ကျွန်တော်တို့အလွယ်တကူအနိုင်ရမှာမဟုတ်ဘူး ါကြောင့်ကျွန်တို့အရင်ဦးအောင်တိမ့်တင်နေထို့ကြောင့်စစ်တပ်ကြီးကိုဆင်လွတ်လိုက်သည်တို့တော့သူတို့အနည်းတို့မရောက်မီမှာပင်တက်စခန်းတစ်ခုရှိနေပြီဖြစ်ကြောင်းကြားသိရသည် ထို့ကြောင့်ကောင်းစုံဆောင်မအရှိတုထွက်ကားစူးစမ်းခဲ့သည်မြေပြင်တစ်ခုလုံးတွင် အလံများဖြင့်ပြင်နေပြီးရက်ဖြင့်တဲများကိုလမ်းတွေ့နေရသောကြောင့်ညီတို့လောက်ရမည်မသိဘဲပြန်လာခဲ့သည် ထို့စဉ်ကင်းထောက်တူရောက်လာသည် ဘူပြည်ကဆုံကျင်းကမြို့ကိုဖျက်ပြီးရှီချုံကိုတိုက်ဖို့ရောက်လာပါတယ်။ကွမ်ဆိုဆန်းကအဲ့ဒီမြို့ကျသွားရင်ကျုပ်တို့တွေတက်စခန်းရှိလို့မှမဟုတ်ဘူး။ထုံညတွင်ပင်ရှန်းဆောင်တို့ပြန်ဆုတ်သွားခဲ့သည်။ရန်သူတို့ဆုတ်သွားသည်ကိုမြင်သောအခါစီမရှိမအမှုထမ်းတို့ကိုခေါ်ကားတိုင်ပင်သည်။စစ်စင်ရေးတွင်ပါဝင်သောအထက်တန်းဝန်ကြီးဖူကူမရှန်းဆောင်ကိုတက်ဆုတ်သွားတာဟာဘူပြည်ကရှီချုံကိုတိုက်ဖို့လာတာကြောင့်ဖြစ်ရမယ်။ စစ်သူကြီးတပ်ဖွဲ့၃ဖွဲ့ကိုဆွေးလွှတ်ပြီးရှောင်းချောင်လုံချာနဲ့ရှီချွန်းတို့ကို တိုက်ပါရန်ကျုံးနေစာတန်အိုက်ကဘူဟာကျွမ်းကျင်တဲ့သူဖြစ်တယ်ဒါကြောင့်သူ့ကိုလုံချာကိုတိုက်ဖို့ဆွေးလွှတ်တဲ့ကျွန်တော်တို့ပင်မတက်ကတော့သူတို့တွေကိုကူညီပေးရမယ်ထို့အကြံကိုလက်ခံခဲ့ပြီးရန်ကျိုးတို့စာပို့ကတန်အိုက်ကိုလူသားတို့တက်များကိုဆေးလွတ်စေသည်ထိုနေရာတို့စီးမရှိကိုတိုင်းချစ်တက်ကတွေ့ဆုံမည်ဖြစ်သည် ရှမ်းချောင်တွင်စခန်းချထားသောကွမ်းစုံဆောင်သည်ရန်သူတို့ဝင်စီမီကိုစိုးရိမ်သောကြောင့်လူသားတို့တရှုများကိုဆေလွတ်ခဲ့သည်ထို့အကြောင်းကိုဝုန်ချင်းအားပြောပြရာဝုန်ချင်းမစစ်သူကြီးစိတ်ပူပူပါနဲ့ကျွန်တော်နဲ့ကျွန်တော်ရဲ့သားဝန်ရံကအဲ့ဒီမြို့ကိုကာကွယ်ပါမယ်ကျွန်တော်တို့ကိုတတ်သား9000ပဲပေးပါထို့နောက်ပါအဖာနှုတ်ဦးသည်တတ်သား9000နဲ့အတူလူသားတို့သွားခဲ့သည်ဝေတက်တို့သည် မြို့ဤအနောက်ဘက်မှစတင်ဝင်ရောက်နေပြီးကိုတွေ့ခဲ့ရလေသည်ထိုတက်တွေကိုဥဆောင်သူမှစီးမရှိဖြစ်ပြီးအင်အားတထောင်ရှိလေသည်ဝေတက်သည်တက်စခန်းကိုတိဆောက်နေစေဖြစ်သည် ထိုအကြောင်းကိုဝုန်ချင်းတန်တည်ပို့ခဲ့သည်ဖခင်ဤနဘေးတွင်ရှိနေသောဝန်ယံကသူဤနဘေးကြီးတမဏိချက်ဖို့ကိုဂိုင်ထားသည်အဖေသူတို့တက်စခန်းတွင်မချခင်ကျွန်တော်တို့နှစ်ဖက်ကနေဝိုင်းပြီးတိုက်တဲ့နေဘယ်တော့တိုက်မလဲ ဒီညပဲတိုက်တင်တယ်အဖေကတက်သားသဝက်နဲ့အတူတောင်ဖက်ကတိုက်ပါကျွန်တော်ကနောက်တဝက်နဲ့မြောက်ဖက်ကနေတိုက်မယ်ကျွန်တော်တို့တွေသုံးချက်တီးတဲ့အချိန်မှာဝေတက်စခါမှာတွေ့ကြမယ်ထို့အကြံကို တင်ပြတဲ့လူငယ်မှာအသက်18နှစ်သားရှိသေးပြီး အရက်ရှိကတမသူဖြစ်သည် သူသည်တန်ချက်ကအပြည့်ဝစင်ထားပြီးခါတွင်တမနိချက်ပုတ်ကိုချိတ်ထားသည်ညရောက်သောအခါလန်ကိုကိုင်ကစတင်ထွက်ခွာခဲ့လေသည် ထိုညတွင်စီမရှိသည့်စခန်းအတွင်သို့ရောက်လာခဲ့တော်လေယောဂဝေဒနာခံစားနေရသောကြောင့်ရွက်ပြင်းတဲတဲ့တွင် နေနေခဲ့သည်ထိုရွက်ပြင်းတဲကိုတန်ချက်ကစစ်သည်၄၅ရခန့်ကဝန်းရံထားသည်တန်အိုက်မှရောက်မလာသေးပေသုံးချက်တီးအချိန်ခန့်တွင်အော်တန်တစ်ခုကိုကြားရသောကြောင့်စီမရှိကအချောင်းရင်းကိုမေးခဲ့သည်မြတ်ဖက်ကတက်တက်တက်ဝင်လာပြီးတိုက်ခိုက်နေတာပါကောင်းဆောင်ဖြစ်တဲ့သူကရဲရင်လွန်းတော့ဘယ်သူမှမရှင်နိုင်ဘူး ဆီမရှိသည်စိတ်လှုပ်ရှားသွားပြီးနှလုံးခုန်မြန်သွားသောကြောင့်သူ့ဒဏ်ရာပြန်ပွင့်သွားကမျက်လုံးမှသွေးများယူစီလာသည်တိမခန့်နိုင်လောက်အောင်နာကျင်ခဲ့လေသည်တိုးတော်သူ့ဤတက်သားတို့ထိတ်လန့်သွားမည်ကိုဆိုသောကြောင့်အတမထွက်ပဲအိယာခင်းတို့ကိုချစ်ချစ်ပါအောင်ဆုတ်ထားခဲ့သည်ဝင်းရောင်ဤတက်သည်အချိန်မလင့်စေပဲချက်ချင်းတိုက်ခဲ့သည် သူသည်စခန်းအတွင်းသို့ဝင်းရောက်လာကတွေ့သည်မလူတို့ကိုခုတ်ခဲ့သောကြောင့်အလုံးကရှောင်နေကြရသည် သူ့ကိုရင်ဆိုင်သမျှလူအလုံးတို့သည်ထက်မြက်တော်လန်စားတော်၎င်းကျပွတ်တန်ကိုတော်၎င်းမိသွားကြကလဲကြသွားကုန်သည် အချိန်အတန်ကြာတော်လဲသူဖခင်ပေါ်မလာသောကြောင့်စိုးရိမ်နေခဲ့သည်ပင်မတက်စခန်းနာချင်းကပ်သည့်အခါမြောင်းဒူးလေးတို့ဖြင့်လှမ်းပစ်သောကြောင့်သုံးလေးချိန်ခန့်ဆုတ်ခွာခဲ့ရသည်မိုးတောက်ရန်တွင် အော်ဒန်တို့ကိုကြားရသောကြောင့်သူဖခင်ရောက်လာပြီဟုထင်ခဲ့သည် သို့သောသူဖခင်မှာ တောင်ဖက်မှလာရမည်ဖြစ်ပြီးအခုအော်သန်တို့မှာမြောက်ဖက်မှဖြစ်သည်သူသည်မြင်းကိုကစုံဆိုင်စီးပြီးတွားကြည့်သောအခါလေဤအဟုန်ကဲ့သို့ချီတက်လာသောတက်ကိုတွေ့လျက်ရသည်၎င်းမှာသူအဖေမဟုတ် ရန်သူခေါင်းဆောင်တန်အိုက်ဖြစ်သည်တန်အိုက်မှအရှိတုထွာလာပြီးတပုတ်ဘယ်ပြေးမလဲဟုအော်ခဲ့သည်ဝန်ယံသည်လဲထွက်ပြေးရန်အစီအစဉ်မရှိပေသူဤရန်သူထံသွားပြီးအကွက်90ခန့်တိုက်ခိုက်ခဲ့သည် တို့တော့လေအနိုင်အရှုံးမပေါ်ခဲ့ပြီးထို့သို့တိုက်ခိုက်နေစဉ်ဝန်ယန်အီတပ်သားတို့သည်ထွက်ပြေးသွားကြပြီးသူတဦးတည်းသာကျန်တော့သည်တို့တော့ဝန်ယန်သည်တိုက်ခိုက်ရမှရက်ခါတောင်ဖက်သို့သွားခဲ့သည်ဝိတက်စစ်သူကြီးတရားကြောခန့်အနောက်မှလိုက်လေသည်လောကြားတဒါနာသို့ရောက်သောအခါသူကိုမိခါနေဖြစ်သွားသည်ထို့အခါသူမှရုတ်တရက်ပြန်လှည့်ပြီးရန်သူတို့ကိုချက်ပုတ်ဖြင့်ရိုက်လျာရန်သူတို့ပြုတ်ကျသွားပြီးရုတ်ရုတ်တဲတဲဖြစ်သွားသည် ထိုအခါမှဝန်ယံကသူသွားတည်လှမ်းအတိုင်းဆက်သွားခဲ့သည်ဝေစစ်သူကြီးတို့မှသူကတယောက်တည်းကျွတ်တို့တွေကအများကြီးရှိတာရှုံးမှာမဟုတ်ပါဘူးဟုပြောပြီးဆက်လိုက်ကြပြန်သည်ထိုသူတို့ပြန်လိုက်လာသည်ကို မြင်သောအခါဒီအယူတွေခမည်းတော်ကို့အသက်ကိုမနှမျောဘူးလားဟုပြောကတိုက်ခိုက်ခဲ့သောကြောင့်ရန်သူပေါင်းများစွာကိုတတ်နိုင်ခဲ့သည်အသက်ရှင်ကျန်ရစ်ခဲ့သောသူတို့သည်ပြန်ဆုတ်သွားကြလေ၏ ်သို့သောတခဏအကြာဝင်တတိပြင်မွေးကပြန်လိုက်ပြန်သည်ဝန်ရံဤတမဏိချစ်ပုတ်ကြောင့်ပြန်ဆုပ်ခွာသွားရပြန်သည်ဝန်ချင်းသည်ချင်းစုထားရနေရာသို့ ရောက်မလာခဲ့ပေညအမောင်တောင်ဖက်ရှုံမြောင်များကြားဝင်လမ်းပြောက်သွားခဲ့သောကြောင့်မိုးလင်းသည့်အခါမှပြန်ထွက်လာနိုင်ခဲ့သည်သူစစ်မြေပြင်သို့ရောက်လာသည့်အခါဝိတက်ကြီးအနံ့ရသွားသည့်တဲလွန်စာကို တွေ့ခဲ့သည် ထို့အပြင်သူ့သားဖြစ်သူဘေးရောက်သွားသည်ကိုရှာမတွေ့သောကြောင့်မတိုက်ခိုက်ပဲပြန်လည်လာခဲ့သည်။ရန်သူတို့မှလိုက်တိုက်တော့လဲရှီဆွန်းတို့ပြန်ဆုတ်ခွာနိုင်ခဲ့သည်။ထို့တိုက်ပွဲတွင်ဝွန်ဂျီယင်းတာမိုလဲပါဝင်ခဲ့ပြီးထို့သူမှစီမာရှိ၏မိဆွေမဟုတ်ခဲ့ချေစင်စစ်သူသည်ဆောင်းရှောင်း၏အပေါင်းအပါဖြစ်ပြီးသူ့မိဆွေတေဆုံးခဲ့သောကြောင့်စီမာရှိကိုမုန်းတီးနေခဲ့ကလက်စားချင်ရင်အခွင့်ကောင်းကိုဆောင်နေခဲ့သည်။စီမာရှိနေမကောင်းဖြစ်သည်ကိုမြင်သောအခါ သူ့ကိုတက်ရန်ဝုန်ချင်းနဲ့မိတ်ဆွေဖွဲ့ခဲ့သည်ပြီးနောက်လူမမာစီးမရှိထန်သွားကတကယ်တော့ဝုန်ချင်းဟာပုံကံဖို့စံတာမရှိပါဘူးကွမ်ချူချန်ရဲ့တွေးထုမှုကြောင့်သာဖြစ်ရတာပါဝန်ကြီးချုပ်သားကျွန်တော်ကိုလွတ်ပြီးသူ့ကိုတိမ့်ပင်းစေမယ်ဆိုရင်တော့သူကကျွန်တော်တို့ရဲ့ဘက်တော်သားဖြစ်လာနိုင်တယ်စီးမရှိမှခွင့်ပြုလိုက်သောအခါရင်တမှုသည်တန်ချက်ကားကိုဝတ်ကဝုန်ချင်းနောက်သို့လိုက်သွားခဲ့လေသည် အနည်းတို့ရောက်သောအခါလှမ်းអော်ခဲ့သည် ခမရကျုပ်ကိုမမှတ်ပြီးတော့ဘူးလားကျုပ်ရင်တော့မူလေဝုံချင်းမလည်းရက်ကပြန်လှည့်ကြည့်ခဲ့သည်ရင်တော့မူမသူ့မျက်နှာကိုကောင်းကောင်းမြင်နိုင်ရန်ခမောက်ကိုချွတ်လိုက်ဤနေစားရက်နေနေလောက်ဆောက်ပါအောင်ရင်တော့မူဆိုလိုသည်မှာစီမရှိသည်တေလူမျောပါဖြစ်နေသောကြောင့်တိုက်ခိုက်မှုကိုခဏစောင့်ဆိုင်စေခြင်းသာဖြစ်သည်သို့သောဝုံချင်းမနားမလည်ခဲ့ပေရင်တော့မူကိုဆေးရိတ်ခဲ့ပြီးမြသမားတို့နှင့်ပြင်ပြီးဟုချင်းချောက်ခဲ့ရာ ရင်တမှုသည်လည်းစိတ်ပြက်လက်ပြက်နှင့်ပြန်လည်သွားခဲ့သည်။ဝန်ချင်းသည်ရှီချွန်တို့ရောက်သွားသောအခါထုံမြို့ကိုကျူကေတောင်မှသိမ်းလိုက်ပြီးဖြစ်သောကြောင့်ရှန်းဆောင်တို့သွားခဲ့သည်။သို့သောဟူချွန်းဝန်ချင်းနှင့်တန်အိုက်တို့တက်တမ်းတမပေါ်လာပြီးတိုက်သောကြောင့်သူတက်မှရေရှည်မခံနိုင်ခဲ့ပေထို့ကြောင့်ဘူပြည်တို့သွားကာဆွန်ကျွင်းထံသို့ခေလုံရန် ဆုံးဖြတ်ခဲ့သည်။ရှန်းချောင်မြို့ထဲတွင်ရှိနေသောကွမ်ချူဆောင်သည်ရှီချွန်းမြို့ကျသွားကြောင်းနှင့် ဝုန်ချင်းစစ်ရှုံးမှုတည်နေတဲ့အတူရန်သူတပ်သုံးတပ်တို့ခြိတက်လာကြောင်းကိုကြားသိခဲ့ရသည် သူအခြေအနေမဟန်တော့သည်ကိုသိသောကြောင့်မြို့တွင်းမှတပ်များအားလုံးကိုစုစည်းကနိုင်လိုနိုင်ညာတိုက်ခိုက်ရန်ထွက်လာခဲ့သည် သူထွက်လာသောအခါတန့်အိုက်နှင့်တွေ့ပြီးကဲယုံကိုလွတ်ကားတိုက်စီသည်ကဲယုံသည်ပထမအချိန်မှာပင်တန့်အိုက်လက်ချက်ဖြင့်ကျသွားခဲ့သည်ရန်သူတို့သည်အင်အားအလုံးအရင်းဖြင့်တိုက်သောကြောင့်ကောင်းချူကြောင့်ဒီလေရွတ်ချွန်စွာပြန်တိုက်ခဲ့သည်သို့သော မကြမီဝဲတုတ်တမကစင်ကလေးရဖြစ်သွားခဲ့လေသည်ဝောင်ကြည့်နေဟူကျွန်းဥဆောင်သောတမယာရောက်လာလေရာ သူသည် လုံးဝပိတ်မိသွားခဲ့သည်မြည်တော့မြမတတ်နိုင်သောကြောင့်မြင့်တီတော်တရားစင်ခန့်နှင့်အတူတိုက်ပွဲမှထွက်ပြေးကရှန်တုတ်သွားခဲ့လေသည်ရှန်အယက်ရှိမြို့ဆောင်စုံပိုင်မှကောင်းစွာအခန့်ပြေးစားတော့ပွဲဖြင့်ကျွေးမွေးခဲ့သည်ထိုစားတော့ပွဲဝေကောင်းချူကြံသည်အယက်မူပြီးမှိလေသွားရမှအင်းရှင်ဖြစ်သူက သူ့ကိုတတ်လိုက်လေသည် သူ၏ခေါင်းကိုသေဆုံးချောင်းတက်တဲ့အနေဖြင့်ဝေးတက်သို့ပို့စေခဲ့သည်ဤသို့ဖြင့်ပုံကံမှုကြီးပြီးဆုံးသွားခဲ့ကဟွိုင်မြစ်တောင်ပိုင်းငိမ့်ချမ်းသွားခဲ့သည်စီမာရှိ၏အခြေအနေကအိုဆူလာက ပြန်ကောင်းရန်အခြေအနေမရှိတော့သောကြောင့်ကျူကေတန်ကိုခေါ်ကာတစိုက်တုံးကိုပေးပြီးအရှိဖက်ကိုအောင်မြင်သောစစ်သူကြီးဘွဲ့ပေးခဲ့သည်ထို့အပြင်ရန်ကျူးနေမှတမန်အလုံးကို ထိမ့်ချုပ်ပိုင်ခွင့်ပေးခဲ့ပြီးတက်ကြီးသည်ရွှေချောင်းတို့ချစ်တက်လေသည် လူမမာသည်ထူးခြားသောအရာများကို မြင်ခဲ့လေသည်ညတိုင်းညတိုင်းသူတက်ခဲ့သောဇောင်းချီလီဖုန်းနှင့်ရှာခူရှောင်းတို့၏ပုံဖြစ်များကိုမြင်ခဲ့ရာသူသည်ဤတောင်ကိုမကြုံနိုင်တော့ဘီဟုတီးခဲ့သည်ထို့ကြောင့်ညီဖြစ်သူစီမာเจ้าကိုခေါ်စေသည်စီမာเจ้าရောက်လာပြီးကတင်ချင်းရင်တွင်ကိုယူကအကိုဖြစ်သူဤနောက်ဆုံးအမိန့်တို့ကိုနာခံခဲ့သည်တကူဩဇာနဲ့တွေ့ပြီးပါလာတဲ့တော်ဝန်ကကြီးလေးလွန်းလေ ဒါပေမဲ့ငါတို့ကဒါကိုထမ်းထားနိုင်ရမယ်။ဒါကိုလွတ်ချလို့မရဘူး။မင်းကငါရဲ့အစီအစဉ်တွေဘူဝါဒတွေအတိုင်းဆက်လက်လှုပ်ဆောင်သွားပါ။ယုံကြည်ရတဲ့သူကိုရွေးချယ်တဲ့အခါမှာအထူးတတိထားပါ။မဟုတ်ရင်ငါတို့တမိသားစုလုံးဖျက်ဆီးခံရနိုင်တယ်။ထို့နောက်သူတစိုက်တုံးတို့ကိုစီမာကျောက်အားပေးခဲ့လေသည်စီမာကျောက်သည်မိကူများကိုမေးလိုခဲ့တော့လဲစီမာရှိသည်ညှိနေခဲ့ပြီးမျက်ဖြူဆိုင်ကကွယ်နွန်သွားခဲ့လေသည် ထိုနှစ်မှာစံယွန်ဒုတိယနှစ် AD 956ဖြစ်သည်စီမာကျောက်သည်အကိုဖြစ်သူအတွက်ဇာပနဝတ်စုံကိုဝတ်ဆင်ခဲ့ပြီးအကိုဖြစ်သူကွဲလွန်သွားကြောင်းကိုဝီအီဂရစ်ဆောင်းပေါအားအကြောင်းကြားခဲ့သည်ဘုဒ္ဓမြောက်ကိုခုခံရန်အတွက်စီမာကျောက်အားရွှေဆောင်တွင်ဆက်လက်နေစေခဲ့သည်ထိုအမိန့်ကိုစီမာကျောက်ကမနစ်သက်တော်လဲမြည်တို့လုံရမည်မသိပေထို့ကြောင့်ဇုံခွေနှင့်တိုင်ပင်ခဲ့သည်စစ်သူကြီးရဲ့အကိုဖြစ်သူကွယ်လွန်သွားတာကြောင့် တိုင်းပြည်ထဲမှာကရုပ်ရုပ်တဲတဲဖြစ်ကုန်ပြီးစစ်သူကြီးသာဒီမှာဆက်နေမဲဆိုရင်မြို့တော်ကအာနာရီဟာတခြားသူလက်ထဲကိုရောက်သွားပြီးစစ်သူကြီးအတွက်အကျုံးရုပ်လိမ့်မယ်။အဲ့အချိန်မှာနောက်တရရင်မမီတော့ဘူး။ထို့ကြောင့်စီမာချောက်သည်ရွှေချောင်းမှထွက်ကာလော့မြစ်တွင် စခန်းချထားသည် ထို့အချင်းရာကြောင့်ချောင်းပေါင်းမှတုံ့လုတ်သွားခဲ့သည်။ဝမ်ဆူးမှအကြံပေးလေသည်။စီမာချောက်ကသူ့အကိုရာထူးကိုဆက်ခံထားတာဆိုတော့အရှင်မင်းကြီးက ူကိုရာဓုအသစ်ပေးရင်တော့သူကျေနပ်ပါလိမ့်မယ်။ထို့ကြောင့်ဝမ်ဆူးကိုစီလွတ်ပြီးစီမာကျောက်ကိုကိုစားအုပ်ချုပ်သူစစ်သူကြီးရာဓုနဲ့အတွင်းဝန်ရာဓုတို့ကို ပေးခဲ့သည်။စီမာကျောက်သည်လော့ရန်တို့လာပြီးအီဂရစ်အားဂျေဇူးတင်ခဲ့သည်။ထို့အချိန်မှစ၍အုပ်ချုပ်မှုတို့မှာစီမာကျောက်လက်ထဲတွင်ရှိနေခဲ့သည်။ထို့အကြောင်းတို့သည်ချောင်တူးတို့ရောက်သောအခါဇံဝေမှရန်သူတို့ကိုနောက်တစ်ခေါက်တိုက်ရန်အချိန်တန်ပြီးဟုယူဆသောကြောင့်အီဂရစ်တန်သမလောဆက်သားခဲ့သည် စီမရှိက လက်တလုံးမှာမှ တေဆုံးသွားတာကြောင့်သူ့အာနာတီမြဲအောင်လုပ်ပြတဲ့အချိန်အထိစီမကြောက်ကလောက်ရန်ကထွက်ခွာလို့မရနိုင်သေးဘူး။ဒါကြောင့်ဝီပီကိုတိုက်ဖို့ခွင့်ပြုတော်မူပါ။ဒုတိယအေဂရမလည်းသဘောတူကစစ်တပ်ကြီးကိုပြင်ဆင်စေသည်။ထို့ကြောင့်စစ်စင်ရေးပြုလုပ်ရန်ဟန်ဆုံးတို့သွားခဲ့သည်။သို့သောအနောက်ဘက်ကိုအောင်းနိုင်သောစစ်သူကြီးဇန်ယီမကန့်ကွက်ခဲ့သည်။ရှူတိုင်းပြည်ဟာတိုင်းပြည်ကြီးမဟုတ်တဲ့အတွက်ရိတ်ခါတန်ရာသာတွေပေါ်ကျွေးဝခြင်းမရှိဘူး။ ဒါကြောင့်အဝေးကြီးကိုချစ်တက်ရမယ်စစ်စင်ရေးတွေကိုရှောင်ရမယ်တိုင်းပြည်ရဲ့မူဝါဒကမိမိအရက်ကအခြေအနေကိုတုံ့ပြန်ဖို့ပဲဦးစားပေးတဲ့ ਨੇ တိုင်းပြည်ကြီးရေရှည်တည်တက်ဖို့ဆိုတာတပ်သားတွေနဲ့ပြည်သူတွေအပေါ်မှာရှေးရှုမှုကအရေးအကြီးဆုံး ਨੇ ဇန်ဝေမခမရပြောတာမဟုတ်ဘူးအရင်တုန်းကကျုပ်တို့ရဲ့ကြီးမြတ်တဲ့ဝန်ကြီးကျူးကဲလျံဟာသူ့ရဲ့တဲဆုပ်လေးတွေကနေထွက်လာပြီးတိုင်းပြည်ရဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့တာတုံးပြည်ထောင်ဆိုပြီးဖြစ်တည်လာခဲ့တယ် သူဟာ၆ကြိမ်တိုင်တိုင်မြောက်ပိုင်းကိုစစ်ကြည့်ခဲ့ပြီးမဲ့အောင်မြင်မှုမရခဲ့ဘူးသူ့ရဲ့မန်းချက်တွေအထမမြောက်ခဲ့ရလို့ဝန်နေပြီးကွယ်လွန်သွားခဲ့တယ်ဒါပေမဲ့သူ့ရဲ့ရိမန်းချက်တွေကိုကျုပ်ကဆက်ခံခဲ့တာဖြစ်တာကြောင့်ဒါကိုသက်စာရှိစွာနဲ့အကောင့်အထည်ဖော်ဖို့လိုအပ်တယ်အဲ့လိုလှုပ်ရင်းနဲ့တည်ဆုံးသွားမယ်ဆိုရင်လေနောက်တရရမှာမဟုတ်ဘူးဒီအချိန်ထက်ပိုကောင်းမဲ့အချိန်မျိုးရှိပါဦးမလားရှာဟိုပါကခမည်းပြောတာမှန်ပါတယ် ကျွန်တော်တို့တွေပေါခံကမြင်းအလျင်တက်တွေကိုဆေလွတ်ပြီးနောင်အောင်ကိုတင်းစီမယ်ပြီးမှအဲ့ဒီမြို့နယ်ကိုတင်းရမယ်ကျောင်းကြီးမလက်ခံသွားခဲ့သည်အချိန်ကြန့်ကြာမှုနောက်နေမှုတွေကြောင့်ကျုပ်တို့တွေရှုံးနေခဲ့ရပြီဒီတော့စစ်ဗျူဟာရဲ့ဥပဒေအတိုင်းရန်သူတွေအဆင့်အစ်မဖြစ်သေးတဲ့နေရာကိုတိုက်ပြီးရန်သူတွေမမျှော်လင့်ထားတဲ့အရက်ကပေါ်ထွက်လာရမယ်အလိအမြန်တိုက်ခိုက်မယ်ဆိုရင်ဝေတက်တွေပြင်းစင်ချင်းရှိမှာမဟုတ်လို့အောင်မြင်နိုင်တယ်ထို့ကြောင့်ဇောင်းဝေသည် ပေါင်ဟောင်းမတတ်သား9000ကိုဥဆောင်စေခဲ့သည်။ရောင်းမြစ်သို့ရောက်သောအခါတရှိုများထံမှတဆင့်ရန်သူတို့ချီတက်လာကြောင်းကိုယုံကျိုးနေသောဝမ်ကျင်းကကြားသိခဲ့လျာတတ်သား9000နှင့်ရင်ဆိုင်ရန်ထွက်လာသည်။ဇောင်းဝေသည်ဇောင်းရီနှင့်ရှာဟိုပါတို့ကိုအမိတ်များပေးခဲ့ပြီးနောက်သူတို့နှစ်ဦးထွက်ခွာသွားသောအခါသူသည်ပင်မတက်နှင့်အတူရောင်းမြစ်တွင်စခန်းချထားခဲ့သည်။ဝမ်ကျင်းမှထွက်လာပြီးစကားပြောနေသည်။ဝူရှူနဲ့ဝေပြီတော့ဟာ ဖို့ခနောက်လိုမျိုးမြင်းမြန်နေပြီဖြစ်တယ်။ကျွတ်တုံနေဆက်ကိုဘာကြောင့်အကြင်ကျင်ကျူးကျော်လာရတာလဲ။ဇန်ဝေမဘာလို့လဲဆိုတော့စီမော်ရှီကမင်းသားကိုနမ်းချလိုက်တာကြောင့်ဒီလိုအပြစ်ဒဏ်မျိုးကိုအိန်းနီနာချင်းနိုင်ငံအနေနဲ့ကဝင်ပြီးဒဏ်ပေးဖို့လိုအပ်တယ်။ဒါအပြင် ခမရတို့ကကျွတ်တုံတိုင်းပြည်ရဲ့ပြိုင်ဖက်နိုင်ငံမဟုတ်လား။ဝမ်ကျင်းသည်သူ၏စစ်သူကြီးလေးဦးတို့ဖက်လဲကပြောခဲ့သည်။ရန်သူတွေနှောက်ကြောမှာရေပဲရှိတာကြောင့်အောင်မြင်ရင်အောင်မြင် မအောင်မြင်ရင်ရေးနှစ်ပြီးတိတ်ဆုံးကြလိမ့်မယ်။ဇောင်းဝေကရဲရင်ပေမဲ့ခမားတို့လေးယောက်ပေါင်းတက်ရင်တော့ရနိုင်တယ်။သူ့ရဲ့တက်ဆုတ်သွားရင်လိုက်တိုက်ပါ။ထိုစစ်သူကြီးလေးဦးတို့မှာဇောင်းမင်း၊ဟွာယုံ၊လျူတာ၊ဇူဖောင်တို့ဖြစ်သည်။ထိုလေးဦးတို့သည်နေရောက်ချင်းစီထွက်လာခဲ့သည်။ဇောင်းဝေသည်တခဏခန့်ရင်ဆိုင်ပြီးသူ့တက်စခန်းအတွင်းသို့ပြန်ဝင်သွားလေသည်။ထို့ကြောင့်ဝမ်ကျင်းမှသူ့တက်ကိုဦးဆောင်ကလိုက်ခဲ့သည်။ဇောင်းဝေသည်မြစ်ဖက်သို့ထွက်ပြေးလေသည်။ ရန်သူတို့နီးကပ်လာတဲ့အချိန်ဝယ်စစ်သူကြီးတို့အခုပဲအကောင်ဆုံးတိုက်ကြတော့ဟုပြောလိုက်သည် သူဤစစ်သူကြီးတို့သည်ပြန်လှည့်လာပြီးရွရွချွန်ချွန်တိုက်ခိုက်သောကြောင့်ဝိတက်ကြီးရှုံနေခဲ့ရသည်သူတို့ပြန်လှည့်သည့်အခါအနောက်ဖက်မှဇန်းရီနှင့်ရှာဟုပါတို့တက်နှင့်ရင်ဆိုင်ရသည်ဝိတက်ကြီးသည်ကြားညက်သွားခဲ့ပြီးဇန်းဝေကလည်းဝင်တိုက်လေရာဝိတက်သည်ကစင်ကလေးဖြစ်သွားခဲ့သည်သူတို့သည်အချင်းချင်းတွန်းမိဖိမိကြသည်လူအများအပြားမြစ်ထဲသို့ကြာကုန်သည် ထိုတိုက်ပွဲမှာ၄၅မိုင်ပတ်ဝန်းကျင်တွင် အလောက်တို့ပုံနေသည်ဟုဆိုသည်။ဝမ်ကျင်းသည်မြင့်တီတော်တရားခတ်နှင့်အတူတိတောက်တို့ထွက်ပြေးသွားကဂိတ်တကားကိုပိတ်ထားခဲ့လေသည်။ဇောင်းဝေသည်အောင်ပွဲခံစစ်တီတို့ကိုဆုလက်များပေးခဲ့ပြီး စားတောက်ပွဲများကိုပြုလုပ်စေသည်။ထို့နောက်တိတောက်ကိုတိုက်မီပြူရာဇောင်းရီကကန့်ကွက်ခဲ့သည်။စစ်သူကြီးဟာကြီးမားတဲ့အောင်နိုင်မှုကိုရခဲ့ပြီးတာကြောင့်ဂုံတဲ့င်းကပြန့်သွားလာပါပြီ။ ီထက်ပိုပြီးလှုပ်ဆောင်ဖို့ကြိုးစားမယ်ဆိုရင်မွေကိုခြေထောက်တက်ပေးတယ်လို့အချင်းကြီးပဲဖြစ်ပါလိမ့်မယ်။ကျုပ်တို့တက်တွေကမကြသေးခင်ကမှဆစ်ရှုံးခဲ့တော့မြောက်ပိုင်းတစ်ခုလုံးကိုအောက်နိုင်လို့တဲ့။အခုရန်သူတွေကိုအနိုင်ရသွားတော့စိတ်တက်တွေကတက်ချွတ်နေကြပြီ။မြို့ကိုအလွယ်တကူတိမ့်နိုင်မယ်။ကျုပ်တက်သားတွေကိုအားလျှော့စေမယ့်စကားမပြောပါနဲ့။ထို့ကြောင့်တိတောက်ကိုတိုက်ရန်ဆုံးဖြတ်လိုက်သည်။အနောက်ဘက်ကိုအောင်းနိုင်သောစစ်သူကြီးယုံကျူးစစ်သူကြီးချောင်းထိုက်သည်။ ်ဝောင်ကျင်းဤစစ်ရှုံးမှုအတွက်လက်စားချေရန်ပြင်နေခဲ့သည်ထို့အချိန်တွင်ရန်ကျူးနေစွာတောင်းအိုက်သည်သူဤတက်နေအတူရောက်လာသဖြင့်ချောင်းထိုက်မှကျူးဆူခဲ့လေသည်တောင်းအိုက်သည်ရှုတက်ကိုချိန်မုံရန်နန်းတွင်အမိန်တော်ဖြင့်ရောက်လာခဲ့ခြင်းဖြစ်ရာချောင်းထိုက်မှသူအစီစဉ်ကိုပေးခဲ့သည်တောင်းအိုက်မှသူတို့တွေကရောက်ညက်ကမ်းမှာအောက်ပွဲခံခဲ့ပြီးအကင်ရွေသောချောင်းတွေရဲ့အကူအညီနဲ့လုံယုံနဲ့ကွန်ကျူမပူပေါအောင်လုပ်နိုင်ပြီး မြို့နယ်လေးနယ်ရဲ့ထောက်ပံ့မှုလဲရမယ်ဆိုရင်ကျုပ်တို့တွေအတွက်မကောင်းဘူးသူတို့တွေအဲ့ဒါကို မတွေးမိပဲတိတောက်ကိုရွေးချယ်မယ်ဆိုရင်တော့ဒါဟာသူတို့ရဲ့ခွန်အားကို အလဟတ်သက်ဖြုံးတိတာပဲကျုပ်တို့တက်တွေကိုရှောင်းလင်းတောင်မှာချထားပြီးသူတို့တွေကိုတိုက်မယ်ဆိုရင် အနိုင်ရလိမ့်မယ်ဒီအကြံကောင်းတယ်တပ်သား90စီပါတော့တပ်စု20တို့သည်တိတောက်ဤအရှိတောင်ဖက်သို့လျှို့ဝှက်စွာသွားခဲ့ပြီး ရှုံမြောင်များတွင်ပုံနေခဲ့သည်ထို့နောက်အင်အားကြီးတက်ဖွဲ့ကြီးခြစ်တက်လာတဲ့ကဲ့သို့အလံများကိုလွင့်ထူထားစေကနေရူကိုမုတ်ခဲ့သည်ညဘက်တွင်လည်းကြီးမားသောမိတို့ကိုမွေးစေသည် ထို့သို့လှုပ်ခြင်းဖြင့်ရန်သူတို့စိုးရိမ်ကြောက်ကြစေရန်ဖြစ်သည်ဆောင်းထိုင်နှင့်တန့်အိုက်တို့သည်တပ်သား၄၀၀၀နှင့်အတူရှုတက်ကိုရင်ဆိုင်ရန်အသင့်ပြင်ထားခဲ့သည်ရှုတက်သည်တိတောက်တို့ခြစ်တက်လာပြီးမြို့ရိုးကိုဝန်းရံထားသည် ရက်ပေါင်းများစွာကြာတော့လဲမြို့ကိုမအောင်နိုင်သောကြောင့်ចောင်းဝေသည်တော့ကများနေခဲ့သည်အောင်မြင်နိုင်မည့်အကြံကောင်းလဲမရှိပေထို့အချိန်တွင်မြင့်တီတော်တူဦးရောက်လာပြီးချောင်ထိုက်နှင့်တန့်အိုက်တို့တက်ချီတက်လာကြောင်းပြောခဲ့သည်ចောင်းဝေမှသူ့ရဲ့လုပ်ဖို့ကံဖက်ကိုခေါ်ကတိုင်ပေသည်ရှောက်ဟူပါကကျွန်တော်ចောင်းအိုက်နဲ့ပတ်သက်ပြီးအကြိမ်ကြိမ်ပြောခဲ့ပြီးပြီသူကထိုးထွင်းနိုင်စမ်းအမျိုးအမြင်နဲ့တတိရှိတဲ့သူဖြစ်ပြီးစစ်ဖြူဟာရီကိုလှိလာတာဝါသနာပါတဲ့သူဖြစ်တယ်သူရောက်လာပြီဆိုတော့ ကျွန်တော်တို့အစွမ်းကုန်တိုက်ရလိမ့်မယ်။သူ့တပ်သားတွေကပင်ပန်းနေပြီးအနားမယူနိုင်သေးခင်မှာတိုက်ရမယ်။မြို့ကိုဝန်းရံထားရန်ဂျန်းယီကိုတာဝန်ပေးခဲ့ပြီးခေါင်းဆောင်တို့အုပ်တို့သည်ရန်သူတို့ကိုရင်ဆိုင်ရန်ထွက်သွားခဲ့သည်။ဂျန်းဝေမှတောင်အိုက်ကိုရင်ဆိုင်ရန်ထွက်သွားပြီးရှောက်ဟိုပေါမှစောင့်ထိုက်ကိုရင်ဆိုင်ရန်သွားခဲ့သည်။ဂျန်းဝေအဝေးသို့မချီတက်နိုင်သေးမှာပင်ပောက်ကွဲတံကိုကြားလိုက်ရပြီးပပလဲတွင်ပုံတန်နေတန်တို့နဲ့အတူကောင်းကင်ရန်တိုင်အောင်ရောက်တော်မိတို့ဖြစ်ပြည့်လျံနေခဲ့သည် ကျောင်းဝေသည်အရှိတို့ထွက်ကြည်ရာဝေတက်တို့ဝိုင်းထားသည်ကိုမြင်လေသည်ကျုပ်တို့တောက်အိုက်ရဲ့ထုံချောက်ထဲကျသွားပြီထို့နောက်ရှောက်ဘပါနှင့်ကျောင်းရီတို့ထံတွင်လူလွတ်ကအလင်းအမြန်ဆုတ်ခွာစီပြီးသူမအနောက်တန်းကိုကာဝယ်မည်ဖြစ်သည်ထို့တက်နေတက်သည်ဟန်ကျုံတို့ဆုတ်ခွာသည့်အထိလိုက်လံကာဝယ်ပေးခဲ့တော်လေလမ်းတလျှောက်တွင်ရန်သူတို့အလံကိုမြင်ရသလိုရန်သူတို့၏ချီတက်တများကိုလည်းကြားခဲ့သည်သို့သောရန်သူတို့မှတိုက်ခိုက်ခြင်းမပြုပေ စံမှန်ခန္တတုဆုတ်ခွာပြီးသည့်အချိန်တွင်မှရန်သူတို့လက်စားသွမ်းပန်းကျန်းဝေတိလိုက်သည်ထို့နောက်သူသည်စုံချီတွင်စခန်းချထားခဲ့သည်ရောက်မြကန်းအောင်ပွဲကြောင့်ကျန်းဝေသည်စစ်တေနာပတိဖြစ်လာခဲ့သည်သူ၏ယာဒူးကိုချင်းမြင့်သည့်အခန်းအနာပြီးသောအခါဝေပြီကိုနောက်တစ်ချိန်တိုက်ခိုက်ရန်ရှောက်ထားပြန်သည်အစောအထိလိုက်ပါနာဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကို တူအတူပဲကျေးဇူးတင်ရှိပါရရှင်။နောက်ခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါအောင်ရှင်။